ဆုံခရအတွက်ပတ်တရားမှာကျိုတင်ဟိုတယ်ဘုတ်ကင်ခံရမှုများကြဆိုင်ထိုင်းနိုင်ငံမှာစီကားဆုံဆုံခရကြံပွဲတော်ကိုကျင်းပဖို့ပြင်ဆင်နေချိန်ပတ်တရားမှာအခု2025ခုနှစ်မှာကျိုတင်ဟိုတယ်ဘုတ်ကင်ခံရမှုတွေအရင်နှစ်တွေထက်ကြာဆင်းလာတာကိုရင်ဆိုင်ကြုံတွေ့နေရကြောင်းတိုက်ကသတင်းမှရေးသားထားပါတယ် ခီးသွွားခန္ဓာအတွင်းစီးပွားရေးအလားလာကျဆင်းနေခြင်းပြီးတော့နိုင်ငံခြားခီးသွွားအသုံးစိတ်လျှော့ချခြင်းနဲ့ငလျင်လွတ်ခတ်မှုအပြီးကမ္ဘာလုံးဆိုင်ရာစီးပွားရေးစိန်ခေါ်မှုတွေကြောင့်အခုလုံးပတ်တရားမှာခီးသွွားလုပ်ငန်းကျဆင်းမှုတွေအရှိန်ဟုန်မြင့်ကြုံတွေ့နေရတာဖြစ်ပါတယ်။ပတ်တရားကိုနေ့စဉ်နိုင်ငံတကာ ခီးသွွားဥယျာဉ်ကတိုင်းကျော်ဝင်ရောက်နေတာဖြစ်ပြီးကျေလေးပွေအစီအစီဟိုတယ်တွေကလည်းအမြင့်ခီးသွွားတွေနဲ့ပြည့်ကျက်နေတာဖြစ်ပါတယ်။ ဥပမာ one line ပတ္တယဟာဆိုရင်အမြင့်ခီးသွားတွေနဲ့ပြည့်ကျက်နေတာဖြစ်ပြီးခီးသွားလုပ်ငန်းကဏ္ဍကနေဝင်ငွေဘက်ဘီလီယံနဲ့ခြေပြီးရရှိနေတာဖြစ်ပါတယ်။ဒါပေမဲ့မလ28နေ့လှုပ်ခတ်ခဲ့တဲ့အင်အားပြည့်ငန်လင်းကြောင့်ထိုင်းနိုင်ငံတဝန်ထိခိုက်ပျက်စီးခဲ့တာကြောင့်အကျိုးဆက်အနေနဲ့ခီးသွားဝင်ရမှုကျဆင်းခဲ့တာဖြစ်ပါတယ်။ဒါပြင် ခီးသွားလာမှုအများဆုံးရေပန်းအစားဆုံးနေရာတွေဖြစ်တဲ့ချင်းမာနဲ့ဘန်ကောက်မြို့တွေမှာလည်းငန်လင်းကြောင့်ခီးသွားဝင်ရမှုကျဆင်းပြီး ကျိုတင်ဟိုတယ်ဘုတ်ကင်းငှားရမှုတွေကလည်း69 33ရက်ခိုင်နှုန်းအတီးတီးကျဆင်းနေတာဖြစ်တယ်လို့သိရပါတယ်။မြန်မာကွန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ Like Share Subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။